ဟယ်လိုအားလုံးမင်္ဂလာပါအခုကျွန်တော်ကနေပြီးတော့ခုတင်ပြပေးချင်တာကတော့ဒီဘင်္ဂါလီရဲ့အကြောင်းတွေကိုဘင်္ဂါလီရဲ့တမိုင်းအကြောင်းကိုပြောပြလာတဲ့အမတယောက်နဲ့မိတ်ဆက်ပေးပါမယ်ပေါ့နော်သူနာမည်ကတော့မနှင်းနှင်းလို့ခေါ်တယ်သူပြောတဲ့သကလုံးတွေကလည်းအာအတူကိုအထောက်အထားရှိရင်တော့ပြန်ရင်းပေါ့နော်အဲကျွန်တော်ကတော့အထောက်အထားမရှိတဲ့အတွက်သူပြောတဲ့စကားတွေကိုလက်ခံလိုက်မှာပေါ့အဲကျွန်တော်အဲ့လိုထင်ပါတယ်အဲ့တော့ကျွန်တော်တို့သူပြောတဲ့ဗီဒီယိုလေးကိုလည်းဆက်ကြည့်မယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံမှာဘာဖြစ်နေတာလဲ ီဘင်္ဂါလီကြောင့်ကျွန်တော်တို့ကျွန်တော်မြန်မာလူမျိုးတွေဘယ်လောက်ထိဒုက္ခရောက်သွားနိုင်လဲမြန်မာနိုင်ငံရဲ့ပြည်ပုံဘယ်လောက်ထိဖက်ပေးနိုင်ရလဲဆိုတာကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Okay အားလုံး let's go စားလိုက်ကြအောင်နော်ဟိုရခိုင်ဟိုပေါ့ဘင်္ဂလားဘင်္ဂါလီတွေကိုပြန်သွင်းမယ်ဟိုဘာညာပေါ့အဲ့လိုမျိုးတွေအမေရိကန်ကဒုက္ခတဲ့ဘာညာတွေအဲ့လိုပြန်သွင်းမယ်တွေကြားရနေလို့ဘင်္ဂါလီကြောင်းလည်းနည်းနည်းလေးပြောချင်သေးတယ်။ 1981ခုနှစ်လွတ်လပ်ရေးရတယ်ပေါ့နော်လွတ်လပ်ရေးရတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအဲ့အချိန်တော့လွတ်လပ်ရဘာကြောင့်လို့ချမ်းပြည်နယ်တပြည်နယ်စားလောက်ပဲရှိတယ်သူတို့ရဲ့နိုင်ငံမှာပေါ့နော်တရာနဲ့တန်း80ကျော်ရှိတဲ့နိုင်ငံမှာသူတို့နိုင်ငံရေးရလူဦးရေအရင်ညားနေရညားနေရကြအဲ့မှာအနည်းဆုံးရှိတဲ့ရခိုင်နယ်ကိုသူကဝင်ဝင်ချင်းတာရခိုင်ပြည်နယ်ကလူနေတယ်လေမြေကြအရင်များတော့သူတို့ဝင်ချင်းတယ် အဲ့ခါကျတော့သူတို့ကနိုင်ငံမဲ့ဆိုလေးတွေစီးပြီးဝင်လာတဲ့ခါကျတော့ဟိုရခိုင်ကလည်းဟိုကျမတို့နိုင်ငံကလည်းနေဆက်တွေနေဆက်ကိုတေချာမလုပ်ထားတော့ဝင်ကျင်နေပေါ့နော်။နောက်ခုဘက်မလေးရှားနိုင်ငံကလည်းပေါ့နော်။ငါတို့နဲ့မဆိုင်ဘူး။အဲ့သူတို့သူတို့ကလူကြီးပောက်ကွဲဆုံးနိုင်ငံမဲ့ငါတို့မရှိဘူးအဲ့လိုမျိုးပြောတယ်။အဲ့ဒီမှာစကားတစ်ခုရှိသေးတယ်။သူတို့ကနိုင်ငံမဲ့တယ်ဆိုသူတို့ကနိုင်ငံမဲ့မဟုတ်ဘူးတကယ်တမ်းကျတော့လေ။သူတို့က original နိုင်ငံရှိတယ်။အဲ့ဒါဘင်္ဂလားဘင်္ဂလားဒေ့ရှ်ကတာဝန်ခံရမယ်သူတို့နိုင်ငံမဲ့။ ဘရင်ခက်ကလေးကရှိခဲ့တဲ့လူမျိုးလို့လည်းမြန်မာပြည်မှာရှိခဲ့တဲ့လူမျိုးလို့လာမပြောနဲ့1666လောက်ကအရေးခင်းမှာပါရှန်နေလာတာပါရှန်လူမျိုးတွေကမြန်မာပြည်ထဲကိုလာတာအခုကကမန်လူမျိုးဖြစ်သွားပြီတကယ်လို့အင်းဟိုကျမတို့ကဗောနောဘာလူမျိုးလဲလို့တို့အမှန်ပြောရင်တို့ကအမှန်ပြောရင်ဗောကျမတို့နိုင်ငံရဲ့ဥပဒေနဲ့အညီဟိုထားလို့ရအောင်မယ်ဗောတို့က ဘာလို့မျိုးလဲလို့မပြောဘဲနဲ့ရိုဟင်ဂျာရိုဟင်ဂျာလို့လုံနေတော့မရဘူးဒီနိုင်ငံရဲ့ဥပဒေအတိုင်းသူတို့ကဘင်္ဂါလီပါဒီနိုင်ငံရဲ့ဥပဒေအတိုင်းနိုင်ငံခြားသားအဖြစ်နေရင်တော့ရအောင်မယ်အခုတော့မရဘူးပြီးတော့ပြောပြအောင်မယ်နတ်မြစ်ကိုကြော်လိုက်တာနဲ့လူမျိုးပြောင်းသွားတာပေါ့နော်ရိုဟင်ဂျာလို့လုံလို့မရဘူးဘင်္ဂါလီကဘင်္ဂါလီပဲနော်1942ခုနှစ်မှာရခိုင်ပေါင်း1000နဲ့3000ကျားမှာအသက်ခံရတယ်နော်အဲအခုဆိုရင် ဟိုအေအေရဲ့အာနာထွမျက်နိုင်ရဲ့ပေါ့အာနာယူမှုကြောင့်နောက်ထပ်အများကြီးတည်ဆုံးပြီနောက်ဆိုရခိုင်မျိုးနွယ်ဆိုတာပြက်ကွယ်သွားမှတော့စိုးရိမ်ရတယ်နော်ဘင်္ဂါလီဆိုတဲ့မှတ်တမ်းကလည်းအင်္ဂလိပ်မှာလည်းရှိတယ်ဘင်္ဂလားမှာလည်းရှိတယ်ပါလို့မြန်မာနိုင်ငံနဲ့ရိုဟင်ဂျာလို့ဝင်ကျင်နေရတာလေနော်ငါသိကြံခဲ့တဲ့ဘင်္ဂါလီတွေကိုမြန်မာအစိုးရကအချိန်မြေကန်ထုတ်ခွင့်ရှိရယ်အခုမှလာပြီးဒုက္ခတွေတွေလူမှုစံနှုန်းနဲ့အညီထဲ့မယ်တွေပါပြီးပြောလို့မရအောင်တိလားအဲအခုပေါ့အမေရိကန်ကလုတ်ပေးနေရပေါ့ အားလုံးကလည်းကြည်နေရောဒါပေမဲ့သူတို့က original နိုင်ငံရှိရလေဘင်္ဂလားကပဲဥစ္စာဘင်္ဂလားဒေ့ရှ်နိုင်ငံကလူတွေပဲဥစ္စာအဲ့တော့သူတို့ကလက်ခံလိုက်ပေါ့ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်အခုပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဒီမွတ်စလင်နဲ့ပတ်သက်ပြီးတော့အစ္စလမ်ဘာသာဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာခံစားချက်တစ်ခုရှိတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပြောပြရလဲရှိတယ်ပေါ့နော်ပြောတယ်ကဘာလဲဆိုလို့ရှိရင်သူတို့မှာနိုင်ငံရှိတယ်မြေရှိတယ်ဒါပေမဲ့သူတို့နိုင်ငံကတော့ဒီဟွာလောက်တာပေါ့နော် လူကြီးထူထပ်သိသိတာပေါ့ဒါပေမဲ့ကျွန်တော်ကဖြစ်ဖြစ်နေတာသူတို့မှမြေရှိတယ်နိုင်ငံရှိတယ်ပြီးလို့ရှင်ဘာသာရှိတယ်ပြီးလို့ရှင်လူမျိုးဆိုတာလည်းရှိတယ်ဒါပေမဲ့ရခိုင်ပြည်နယ်တင်မဟုတ်ပါဘူးဘယ်နေရာမှာဆိုပေါ့နော်သူတို့အနေနဲ့မဝင်သိမှုလို့ထင်တယ်ဘာဖြစ်လဲဆိုတော့ချင်းဟိုကိုကိုလုံးဆောင်နေတယ်ကိုကိုနေကိုနေလို့ရတဲ့နေရာမှာနေရတာပို့ပြီးအဆင်ပြေတယ်အခုညီမပြည်သူတရက်လုံးကမြန်မာပြည်သူလူထုတရက်လုံးကသူတို့ကိုလက်မခံဘူး အဲ့လက်မခံတဲ့အပေါ်မှာဘယ်လိုလဲသူတို့ကအတင်းဝင်ခြင်းနေတယ်အဲ့ဒါဘာကိုဖြစ်နေတာလဲဘာကိုကြီးရွယ်နေတာလဲဆိုတာသမင်းစားတဲ့သူတိုင်းသိတယ်ပေါ့နော်ဟိုအသေးသေးတော့မပြောတော့ဘူးသမင်းစားတဲ့သူတိုင်းသိတယ်သူတို့ဘာဖြစ်နေတာလဲသူတို့ဘာလုံးမှားလဲဘာကိုလိုချင်နေတာလဲအကုန်လုံးသိနေကြတာပဲဒါပေမဲ့ညီမပြည်သူလူထုကအဲ့ဒါကိုလက်မခံဘူးကျွန်တော်ဒါကျွန်တော်ကကျွန်တော်ကဒီမွတ်စလင်တယောက်ဆိုလို့ရှိရင်ပေါ့နော်ဥမာကျွန်တော်ဒီအရေးခင်းစဖြစ်ခါသားတော့ဒီ မူဆလင်တယောက်ကလာပြီးတော့ဒီကျွန်တော်ကကျွန်တော်ကိုခါဒီသူတို့ဘက်မှာရက်တီဖို့ဒီအခွာလောက်တယ်ပေါ့နော်မဲဆွဲတယ်မဲဆွဲမဲဆွဲတာတော့မဟုတ်ပါဘူးသူတို့ဘက်မှာရက်တီပြီးတော့ဟိုသူတို့နဲ့တတားတဲ့ဖြစ်အောင်ပေါ့ရက်ပေးဖို့ကျွန်တော်ပြောခဲ့တယ်။ငါပြောခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်ပြန်ပြောပြပါမယ်။ဟာဒီပေါ့နော်သူတို့တွေကကျွန်တော်တို့ကတဲ့အဲအဲ့ဒီမူဆလင်တယောက်ကပြောတယ်ကျွန်တော်တို့ကတဲ့ကျွန်တော်တို့ အမေရဲ့ဝင်ပိုက်ထဲမှာရှိတဲ့ကဘယ်နိုင်ငံမှာလူပြည့်လာမှန်းလည်းမသိဘူး။ဘယ်ဘာသာကိုကိုးကွယ်မှန်းလည်းကျွန်တော်မသိပါဘူးတဲ့။အဲဒါဆိုရင်သူကအဲ့လိုမျိုးပြောရပါတော့။အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာလူပြည့်လာတယ်။မြန်မာနိုင်ငံသားမြန်မာနိုင်ငံမှာပဲမွေးလာရပါတော့။အဲ့ဒီမစင်တော့ကျွန်တော်ကဆိုလို့ရှိရင်ဘင်္ဂလားဒေ့ဘင်္ဂလီအကြောင်းအတားထားဘင်္ဂလီအကြောင်းအတားထားကျွန်တော်ကမွတ်စလင်တယောက်ဆိုလို့ရှိရင်အဲကိုသိခါခုလည်းမရှာဘူးဗျာ။ကိုရဲ့ အဲလိုရကိုယ့်ရဲ့ဒီဟိုဟိုဘာသာတရားကိုလည်းသိခါမရှာဘူးမြန်မာနိုင်ငံရဲ့တမိုင်းအစဉ်ဆက်မှာလည်းဒီအဲ့လိုမျိုးမရှိခဲ့ဘူးလေဒီမွတ်စလင်ဆိုတာတမိုင်းနဲ့ရှိပြီးတော့ဒီဘုရင်ခေတ္တရာမရှိခဲ့ဘူးလုံးဝမရှိခဲ့ဘူးမရှိခဲ့တဲ့ပုံမှာဘယ်တမိုင်းကိုပဲလှမ်းကြည့်ကြည့်တမိုင်းမှာကြည့်ကြည့်အင်းစိန်မှာကြည့်ကြည့်ထောက်ကြမှာပဲကြည့်ကြည့်ဘယ်လိုနေရာမျိုးမှာပဲကြည့်ကြည့်ဗျာဒီတမိုင်းမှာဆိုလို့ရှိရင် ဒီကျွန်တော်ဗရေတရက်ဘရင်စနစ်တဲကနေပေါ့မွတ်စလင်ဆိုတာကျွန်တော်နိုင်ငံမှာမရှိခဲ့ဘူးပြောအောင်ဆိုခရစ်ယာန်တော့မရှိဘူးဗျာခရစ်ယာန်တော့မရှိဘူးဘာလို့ဆိုတော့ခရစ်ယာန်နေဘယ်တော့ပေါ်ပေါက်လာလဲဆိုတော့ရှင်အင်္ဂလိပ်တကကျွန်တော်မြန်မာနိုင်ငံကိုသိမ့်ပတ်ပြီးနောက်မှာပေါ်ပေါက်လာတာအဲ့တော့ကျွန်တော်နိုင်ငံဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်အဲ့တော့ကျွန်တော်သာမွတ်စလင်တယောက်ဆိုရင်ပေါ့နော်ကျွန်တော်သာမွတ်စလင်တယောက်ဆိုလို့ရှင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှင်မင်းတို့နိုင်ငံမှာကွာငါတို့ကိုလက်မခံဘူးငါမနေဘူး ငါမနာနဲ့ငါငါတို့ဘာသာတရားရှိတဲ့နေရာပြီးလို့ရှိရင်ငါတို့လူမျိုးတွေရှိရနေရာပြီးလို့ရှိရင်ငါတို့စာပေရင်ကျင်းမှုတွေရှိရနေရာအဲ့နေရာကိုငါသွားမှာအဲ့ကျွန်တော်စိတ်ဒါပေမဲ့သူတို့ဘာကြောင့်ဒီလိုမျိုးကတ်နေရလဲမြန်မာနိုင်ငံကမြန်မာပြည်သူလူထုတကယ်လုံးကနေပြီးတော့လက်မခံဘူးဒါပေမဲ့သူတို့ကတ်နေကြတယ်ဘာလို့ကတ်နေကြတာလဲဘာလို့ကတ်နေကြတာလဲဟိုကကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တန်ငယ်ချင်းရောပါအရာဝီတိုင်းပါဘောနော် အဲ့ဒါမှာဒီစစ်တေဒီစစ်တေဒီကဘာဒုတိယစစ်ပြီးသွားတဲ့အချိန်အဲ့ဒီအချိန်တော့အဲ့ဒါသူတို့ကဒီဒီဟိုဟိုမှာရောက်နေပါတော့မြန်မာနိုင်ငံမှာရောက်နေမြန်မာနိုင်ငံမှာရောက်နေတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဒီသူတို့ပေါ့နော်ဒီသူတို့မှာမောင်နှမနှစ်ယောက်ရှိရအဖြူကြီးလူဖြူကြီးပဲအဲနှစ်ယောက်စလုံးကဒီသူတို့ကဘာလဲဆိုတော့ဟိန္ဒူဘာသာဝင်နေသူတို့ကဟိန္ဒူဘာသာဝင်နေတော့ဆိုဟိန္ဒူဘာသာဟိန္ဒူဘာသာဆိုတော့သူတို့ကဘင်္ဂလားဘင်္ဂလားမဟုတ်ဘာလဲအဲအိန္ဒိယနိုင်ငံသားကြီးပေါ့နော် ိန္ဒိယနိုင်ငံသားတွေဒီမှာတာဝန်ကျပြီးဒီမှာလာပြီးနေကြရပေါ့နေရင်းနဲ့သူတို့အဖေမေဆုံးမသွားတော့သူတို့ရဲ့ဒီမှာမောင်နှမနှစ်ယောက်တည်းပဲကျန်နေခဲ့တယ်အဲ့တော့သူတို့ကဘယ်လိုလုပ်လဲဆိုတော့ဟိန္ဒူဘာသာဝင်နေဒါသူတို့နိုင်ငံမဟုတ်ဘူးဆိုတာသူမသိတယ်သူတို့နိုင်ငံမဟုတ်ဘူးသူတို့မြေလည်းမဟုတ်ဘူးဒါဗုဒ္ဓဘာသာသာသနာထွန်းကားတဲ့နေမျိုးဆိုတာသူတို့ကောင်းကောင်းသိကောင်းကောင်းသိတဲ့အတွက်သူတို့ဘာလို့လဲဆိုရှင်အဲ့ဒီကျွဲတွေနွားတွေလဲတွေအကုန်လုံးကိုဆုတ်ပြစ်ခဲ့ပြီလူယူချင်တာယူဆိုပြီးတော့သူတို့အိမ်လေးတစ်လုံးမှာအကုန်လုံး ဆိုပြီးခဲ့တယ်သူတို့ပြီးလို့ချင်းဘယ်ဘာလို့လဲဆိုလို့ချင်းအိန္ဒိယကိုပြန်သွားတယ်မွတ်စလင်တွေကိုကျွန်တော်ကအဲ့လိုမျိုးဖြစ်သိကြတာပေါ့နော်အာကို့မှာကို့မှာမြေရှိတယ်ကို့မှာဘာသာလည်းရှိတယ်ပြီးလို့ချင်းဒီရင်ကျေးမှုဝင်နေဖြစ်တဲ့ဒီစာပေလည်းရှိတယ်ဗျအဲ့ဒါကိုကို့နိုင်ငံကကို့နိုင်ငံမှာကို့မနေဘဲနဲ့ သူများနိုင်မှာကတ်နေတယ်ဆိုတာညာလုံးဝလုံးဝပြောရမယ်သူတို့အဲဟိုရွေရဲကြီးကကျွန်တော်တွေးကြတယ်တင်မယ်တော်တော်စောက်ကြည့်ရောက်တဲ့အထက်မှာပါတယ်လို့ကျွန်တော်တွေးမိတယ်အဲသူတို့ကသူများမျိုးကိုမြင်ဖြစ်အောင်လုပ်တယ်အဲ့လိုမျိုးအထက်မှာပါတယ်ပေါ့နော်အဲပြီးတော့ပြီးတော့ကျွန်တော်ကလည်းဖြီးပတ်မှနေတာပါကျွန်တော်ကဖြီးလွှဲမှာမဟုတ်ဘူးဖြီးပတ်မှနေရတော့ကျွန်တော်ကဒီနိုင်ငံမှာကျွန်တော်လာပြီးခိုးလုံနေတာအခုကျွန်တော်လက်ရှိရောက်နေတဲ့နိုင်ငံမှာကျွန်တော်လာခိုးလုံနေတာဒါကိုနိုင်ငံမှာမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်ဘလို့ပဲဖြစ်ဖြစ် အဲကိုးနိုင်ငံကိုကျွန်တော်ကိုပြန်ပါရှင်းရှင်းလေးသူကဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ဘယ်သူပဲတက်ပြောဘာလို့လို့နင်းနေဒါအာဒါကတော့ကျွန်တော်နိုင်ငံမဟုတ်ဘူးဟိုကတော့ကျွန်တော်နိုင်ငံအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးစိတ်တန်းနဲ့သွားတာဆိုတော့ကျွန်တော်တို့ကအဆင်ပြေတယ်သူတို့အားလုံးကလည်းသူတို့နိုင်ငံဒီအခုလက်ရှိရောက်နေတဲ့နိုင်ငံသားဒီကျွန်တော်နဲ့တငငချင်းဖြစ်နေတဲ့နိုင်ငံသားအားလုံးကလည်းလက်ခံတယ်ဒါပေမဲ့အဲ့ဒီဘင်္ဂါလီနေတဲ့အတူတူကျွန်တော်ရှင်ပြောနေကြည့်မင်းကဘာကောင်းဖို့လဲမင်းကဘာလဲ မင်းတို့ဟာဒီဘယင်ဘယင်ကဒီဗါလဲအနှွယ်ထားမင်းကမင်းတို့ဟာမုန်းနေတယ်ကလားကွာငါမင်းတို့မမုန်းဘူးငါမင်းတို့မြန်မာပြည်ပြန်မြန်မာပြည်မဟုတ်ကိုယ့်နေရာကိုပြန်ဖို့ပဲငါပြောတာမင်းတို့မုန်းလို့လည်းမဟုတ်ရှစ်လို့လည်းမဟုတ်ဒါပေမဲ့ကိုယ့်နေမြေကိုကိုပြန်ကိုဘာသာသာသနာရှိရကိုပြန်အဲ့တော့ကျွန်တော်လိုပဲကျွန်တော်ကဗုဒ္ဓဘာသာအခြေကျွန်တော်သာဘင်္ဂလားဒေ့ရှ်မှာကျွန်တော်လူဖြစ်ခဲ့ပဲဆိုလို့ရှိရင်အဲကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတယောက်ဆိုရင်တော့ပါပဲ ကျွန်တော်မြန်မာပြည်မှာလာနေမှာဘာလို့ဆိုတော့ကိုယ်ဘာသာသာသနာထွန်းကားတဲ့နေရာမှာလာနေမှာမြန်မာနိုင်ငံဆိုတာအစ္စလာမ်ဘာသာဝင်နေတဲ့နိုင်ငံမဟုတ်ဘူးမြန်မာနိုင်ငံဆိုတာကဗုဒ္ဓဘာသာသာသနာထွန်းကားတဲ့နိုင်ငံအရင်တုန်းကအခုကရှင်တို့ရှင်တို့ဆိုတာဗုဒ္ဓဘာသာဝင်နေအင်္ဂလိပ်တွေကလောက်ခဲ့လို့ဒါပဲသူတို့ကခရစ်ယာန်တွေဖြစ်ကုန်တာအဲ့ဒါကိုသိသိချင်းတယ်သူတို့ဒါပေမဲ့သူတို့ကသူတို့အေဂျင့်ဆိုတာအတူနေထိုင်လို့ရတယ်ဒါပေမဲ့အစ္စလာမ်နဲ့တော့ကျွန်တော်တို့က ဘယ်လိုမှအတူရှင်သွက်ပြီးနေဆိုင်လို့မရအောင်အဲ့ဒါကိုပြောပြောချင်တာပါအဲ့ဒါဆိုတော့ဒီမိုက်ရဲ့ဘူးဖိုင်လေးကိုကျွန်တော် share လုပ်ရင်းနဲ့ကျွန်တော်ရဲ့ခံစားချက်ကိုတစ်ချက်ပြောပြတာပါနော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဘူးလေးမှာပြန်ပြီးတော့ဇုံလေးကြပါအောင်